မွေနဂါကြီးတွေရဲ့တက်ခတ်မှု Horus နဲ့ Bus တို့နှစ်ယောက်ကမီတရာစီမြင့်နဲ့မြို့ရိုးကြီးကိုဖြိုချပြီးမိဆာမွေနဂါကြီးနှစ်ကောင်ကအသေးတက်ဖို့လိုက်နေပါတယ်သူတို့ကမင်းနဲ့မဟုတ်ပြီးအပြင်းထန်တိုက်ခိုက်ပေမဲ့ Horus နဲ့ Bus တို့ကကြောက်တွင်းနဲ့ခုံချပြီးလွတ်မြောက်သွားခဲ့တယ်ဒီတိုင်ပုံးလီလိုမဖြစ်တော့မှန်းတီးတော့ Bus က Iron Lord Baby Horus ကမွေနဲ့ကိုလှမ်းနဲ့ထိုးပြီးမဲ့အရာမထင်ပါဘူးမွေဖြူက Bus ကိုအသေးတက်ဖို့လိုက်နေချိန်မှာ Horus ကမွေဖြူရဲ့ကြောပုံကိုခုန်တက်ပြီးမောင်းသူမျိုးသမီးကိုရှင်းပြလိုက်ပါတယ်ဒီလိုနဲ့မွေဖြူကြီးကြောက်ထဲကိုထိုးကြသွားပါလို့လေ ဒါပေမဲ့မွေနဲ့ကြီးကပြန်လိုက်လာပါတယ်အဲ့ဒီအချိန်မှာပဲဟိုရက်စ်ရဲ့သူတို့တမိအချစ်နှစ်ဖျားမှရောက်လာပြီးမွေနဲ့ကြီးကိုအချစ်မျက်ဝန်းနဲ့ကြီးလိုက်ရုံနဲ့မွေနဲ့ကြီးကသူ့ကိုယ်သူမိရှုပ်ပြီးအဆုံးသတ်သွားပါတယ်သူတို့ရဲ့အဓိကယမန်းချက်ကဆက်ရဲ့မူလမိတော့ကိုမိမျက်တည်းရင်းနဲ့မင်းငိမ့်တတ်ဖို့ပါဒါပေမဲ့အဲ့ဒီနေရာကိုရောက်ဖို့အဆောင်ရှောက် surface ရဲ့ဘေးဒီကိုဖြေရပါမယ်သူတို့ပညာနှစ်ဖျားကိုခေါ်လာပြီးမှအဖြေမရတော့ space က Horus ကိုတတ်ဖို့ကြိုးစားပါတယ်နောက်နောက်ဆုံးမှာတော့ Horus ကအပြေမှန်သွားလို့အထက်ကိုဝန်ထမ်းခဲ့ပေမဲ့ထောင်ချောက်ထဲမှာပဲ့မိသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာ Seth ဘောလာပြီးပညာနှစ်ဖျားရဲ့အုံလကိုခွေးယူလိုက်သလိုမိနစ်တက်ရေးကိုလည်းမြေပေါ်တွန်းချလိုက်ပါတယ်အဆိုးဆုံးကတော့သူကဘတ်ကိုအမှန်တရားဖွင့်ချလိုက်တာပါပဲ။ Horus ကဘတ်ရဲ့တည်ဆုံသွားတဲ့ကောင်မလေးကိုအစာကလေးကအသက်ပြင်းရှင်အောင်လုပ်ပြီးနိုင်စွမ်းမရှိပဲဘတ်ကိုလိန်လဲပြီးအတုံးချခဲ့တာဖြစ်ပါတယ်။နောက်ဆုံးမှာတော့ ချစ်နှစ်ဖယားမကဟိုရရှိအဖြစ်ကျွေးကိုစက်တဲ့အနေနဲ့ဘတ်စီရကမလေးဝင်းရင်ကဘာမှပြင်လဲဝန်စားနိုင်မှုတိမ်မင်းနဲ့အဖေးယူလုပ်ပြီးသူ့ကိုယ်သူအမှန်လူတွေကိုစရေးလိုက်ပါတော့တယ်